မြူတွေဖုံးနေတဲ့တောင်ပေါ်မြို့ငယ်လေးတစ်ခုမှာမိသက်ဆိုတဲ့မိန်းကလေးတယောက်နေထိုင်နေသူမရဲ့အသက်23နှစ်ပဲရှိသေးတယ်မျက်လုံးဝိုင်းဝိုင်းနဲ့ဆံပင်ရှည်တွေကိုလွတ်ထားလေးရှိတဲ့မိသက်ကမြို့လေးရဲ့စာကြီးတိုက်မှာအလုံးလုံးတဲစာအုပ်တွေကြားမှာအေးအေးချမ်းချမ်းနဲ့သူမဘဝကိုဖျက်တမ်းနေခဲ့တာနှစ်နှစ်လောက်ရှိပြီဒါပေမဲ့သူမဘဝထဲကိုမိုးတက်မုန်တိုင်းတစ်ခုလိုဝင်ရောက်လာတဲ့ကောင်လေးတယောက်ရှိလာခဲ့တယ်သူ့နာမည်ကကျော်ထက်ကျော်ထက်ကမြို့ကြီးကနေပြောင်းလာတဲ့အမှုပညာရှင်တယောက် သူ့ရဲ့ပန်းချီကားတွေကမြို့လေးရဲ့အေးချမ်းမှုကိုရောင်ပြန်ဟန့်နေတယ်လို့သူ့ရဲ့စကားလုံးတွေကလည်းမေတက်ရဲ့နှလုံးသားကိုတဖြည်းဖြည်းအီပျော်စေခဲ့တယ်။ပထမဆုံးအကြိမ်စာကြည့်တိုက်မှာတွေ့ခဲ့တဲ့နေ့ကမေတက်မမေ့နိုင်ခဲ့ဘူးကြော်ထက်ကစာအုပ်စင်ကြားထဲမှာရက်နေရင်ဒီမြို့ရဲ့အကောင်းဆုံးစာအုပ်ကဘာဟာလဲလို့အကြံပေးနိုင်မလားလို့ပြုံးရင်းမေးခဲ့တယ်။မေတက်ကအနေငယ်ရှက်သွေးဖြာရင်ကျမကစာအုပ်တွေကိုချစ်တတ်တာပဲတည်တဲ့အကောင်းဆုံးကိုတော့မပြောတတ်ဘူးလို့ဖြေခဲ့တယ်။ အဲ့ဒီနေ့ကစားပြီးကြောထက်ကစာကြီးတိုက်ကို မကြာခဏလာလဲဖြစ်တယ်တခါတလေစာအုပ်တအုပ်ကိုအတူဖတ်ရင်းအတိတ်ပဲတွေကိုဆွေးနွေးကြတယ်တခါတလေမျိုးတွေဖုံးနေတဲ့တောင်ဆောင်လမ်းမှာအတူလမ်းလျှောက်ရင်းအနာဂတ်အိမ်မက်တွေကိုပြောပြဖြစ်ကြတယ်မေတက်ကသူမဘဝမှာတယောက်တည်းအေးအေးချမ်းချမ်းနေခြင်းနဲ့လို့ပြောခဲ့ပေမဲ့ကြောထက်ကတော့တယောက်တည်းဆိုတာတခါတလေအထီးကျန်စေတဲ့ငါကတော့ဘဝကိုတယောက်နဲ့အတူမျှဝေခြင်းနဲ့လို့ဖြေခဲ့တယ် အဲ့ဒီစကားတွေကမေတက်ရဲ့နှလုံးသားထဲတစုံတစ်ခုဆွဲထင်သွားစေခဲ့တယ်။ယာဒီဥရုအေးရဲ့နေ့တွေမှာကြော်ထက်ကသူ့မကိုသူ့ရဲ့အနှွေးထည်ကိုလှမ်းပေးတတ်တယ်။မင်းအင်းနေမှာငါမကြည့်နိုင်ဘူးဆိုရဲသူ့ရဲ့စကားတွေကမေတက်ကိုနှွေးထွေးမှုတစ်ခုပေးခဲ့တယ်။တနေ့မြူရီကျဲပါတဲ့မနက်ခင်းမှာကြော်ထက်ကမေတက်ရဲ့လက်ကိုဆုပ်ကင်ပြီးငါမင်းကိုတကယ်ချစ်တယ်မေတက်လို့ပြောခဲ့တယ်။ မေတက်ရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲလာပြီးသူ့မဘဝမှာပထမဆုံးအချိန်တယောက်ယောက်ကိုယုံကြည်ပြီးရင်ဖွင့်ခဲ့တယ်။ငါလည်းမင်းကိုချစ်တယ်။အဲ့ဒီနေ့ကစားပြီးသူတို့နှစ်ယောက်ရဲ့အချစ်ဆက်လန်းကစတင်ခဲ့တယ်။မြူရီဖုံးနေတဲ့တောင်ပေါ်မြို့လေးကသူတို့ရဲ့တက်တေဖြစ်ခဲ့တယ်လို့စာအုပ်စင်တွေတောင်ဆောင်လန်းတွေကလည်းသူတို့ရဲ့အမတ်တရားတွေဖြစ်လာခဲ့တယ်။မေတက်တယောက်သူ့မဘဝရဲ့ဘယ်တော့မှမလာဖြစ်တော့မဲ့ပျော်ရွှင်မှုတွေကိုခံစားနေခဲ့တယ်။ဒါပေမဲ့သူမမသိခဲ့တာကဒီပျော်ရွှင်မှုတွေကမြူရီလိုရဲ့နေအောင်ထိုးတဲ့အခါတဖြည်းဖြည်းပြောက်ွယ်သွားနိုင်နေဆိုတာပဲ။ မိတဲ့နဲ့ကြော်ထက်တို့ရဲ့အချစ်ဆက်လက်ဟာနှစ်တနှစ်ကျော်လောက်ချုံးမွေးစွာရှင်တန်ခဲ့တဲ့တောင်ပေါ်မြို့လေးရဲ့မြူတွေကသူတို့ရဲ့အချစ်ကိုဖုံးအုပ်ထားသလိုအချိန်တွေကုန်သွားတာကိုတောင်သူတို့သတိမထားမိခဲ့ဘူးမိတဲ့ကစာကြည့်တိုက်မှာအလုလုရင်ကြော်ထက်ကသူ့မကိုလာကြိုတက်တဲ့တခါတလေသူတို့နှစ်ယောက်မျိုးစုံကမြေကမ်းဆက်မှာထိုင်ရင်ကြော်ထက်ရဲ့ပန်ချီကားတွေကိုကြည့်ဖြစ်ကြတယ်ကြော်ထက်ကမိတဲ့ကိုပန်ချီကားတစ်ချက်ဆွဲပေးခဲ့ဘူးတဲ့မြူတွေကြားထဲမှာပန်းရောင်အင်ကြီးလေးနဲ့ရက်နေတယ်မိတဲ့ ဒါကငာမြင်ဖူးတဲ့အလှဆုံးမြင်ကွင်းပဲကြီးလို့သူကပြောခဲ့တယ်ဒါပေမဲ့တနေ့ကျော်ထက်ရဲ့အပြုတ်မှုတွေမှာတမျိုးတစ်ဖုံပြောင်းလဲလာတာကိုမေတ္တသတိထားမိတယ်သူကစာကြည့်တိုက်ကိုလာကြိုတာနီးလာတဲ့ဖုန်းထဲမှာစာရေးပြန်တာနောက်ကျလာတယ်ပန်းချီပြပွဲတစ်ခုအတွက်အလုံးရှုံနေလို့ဆိုတဲ့အကြောင်းပြချက်ကိုသူမကြခဏပြောလာတယ် မိတ္တကစိတ်ထဲမှာတခုခုမတက်မတာဖြစ်ပေမဲ့သူမရဲ့ချစ်ချင်းကအဲ့ဒီတန်တရားတွေကိုဖုံးအုပ်ထားခဲ့တယ်။တနေ့မိုးဖွဲဖွဲကျနေတဲ့ညနေခင်းမှာမိတ္တစာကြီးတိုက်ကပြန်လာရင်ကြော်ထက်ကိုအလဲသွားဖို့ဆုံးဖြတ်လိုက်တယ်။သူ့ရဲ့အမှုပညာလောက်ခန်းလေးကမျိုးစုံကတစ်သားအင်ငယ်လေးတစ်လုံးမိတ္တအင်ရှိရောက်တော့အထဲကအလင်းရောင်နဲ့ရေတံတွေထွက်လာတာကိုကြားလိုက်တယ်။ သူမတကားကိုအตาလေးတွန်းဖွင့်လိုက်တဲ့အခါမြည်လိုက်ရတဲ့မင်ကွင်းကသူမရဲ့နှလုံးသားကိုတစီကွဲအသွားစေခဲ့တယ်။ကြောထက်ကသူ့ရဲ့ပကြီကားတစ်ချက်ကိုဆွဲနေရင်သူ့ဘေးမှာမင်းကလေးတယောက်ရက်နေတယ်။ဆေဗင်တိုတိုနဲ့မျက်နှာပေါ်မှာပြုံးယောင်တန်းနေတဲ့အဲ့ဒီမင်းကလေးကကြောထက်ရဲ့လက်မောင်းကိုဖော့ဖော့လေးထိထားတယ်။သူတို့နှစ်ယောက်စကားပြောရင်းရဲနေတဲ့အတန်ကမေတက်ရဲ့နားထဲမှာမိုးချိုပစ်တန်လိုထွက်ပေါ်လာတယ်။မေတက်ဘာလို့ရမှန်းမသိဖြစ်သွားပြီးတကားပေါင်ကိုစုပ်ကင်ထားရင်အသက်ရှူတန်တွေမြင်လာတယ်။ ကြောထက်တာဘသူလဲကြီးလို့မေတက်အတန်တုံတုံနဲ့မေးလိုက်တယ်ကြောထက်ကလဲကြည့်လိုက်ပြီးမျက်နှာမှာအံ့လောသွားတဲ့အရေးအယောင်ပေါ်လာတယ်မေတက်မင်းဘယ်တော့ရောက်လာတာလဲဂီလိုသူကပြန်မေးပြီးမင်းကလေးဘက်ကိုတစ်ချက်လှမ်းကြည့်တယ်ငါမေးတာဖြစ်တာဘသူလဲကြီးလို့မေတက်ကထက်မေးတယ်သူမရဲ့မျက်ရည်တွေကမျက်လုံးထဲမှာဝဲနေပြီးကြောထက်ကခဏတိတ်သွားပြီးနောက်မှသူကငါရဲ့အရင်ချစ်သူတစ္ဆာသူမျိုးကြီးကနေပြန်လာတာဂီလိုဖြေတယ်အဲ့ဒီစကားကမေတက်ကိုပို့ပြီးထိတ်လန့်သွားစေတယ်အရင်ချစ်သူဆိုတော့အရင်ကပြီးသွားပြီမဟုတ်ဘူးလား အခုဘာလို့ဒီမှာရှိနေတာလဲဂီလို့သူမအတန်ကျဲကျဲနဲ့မေးလိုက်တယ်တစ္ဆာကဘာမှမပြောပဲမေတက်ကိုတစ်ချက်ကြည့်ပြီးကြောထက်ဖက်ကိုလှဲ့သွားတယ်ကြောထက်ကတက်ပြင်းချပြီးမေတက်ငါတို့နောက်မှစကားပြောကြမယ်အခုနင်းနေရှုံနေလို့ဂီလို့ပြောတယ်မေတက်ဘာပြန်ပြောရမှန်းမသိတော့ဘူးသူမရဲ့နှလုံးသားထဲမှာအကွဲတံတွေကြားနေရတယ်လို့ သူမအနုပညာလောက်ခန်းတဲကနေထွက်လာခဲ့ပြီးမိုးဖွဲဖွဲကျနေတဲ့လမ်းပေါ်မှာတယောက်တည်းရှောက်သွားတဲ့မျိုးတွေကသူမကိုဖုံးအုပ်ထားပေမဲ့အထဲမှာအေးဆက်နေတဲ့ခန်းစားချက်ကိုတော့ဖုံးမထားနိုင်ခဲ့ဘူးကြော်ထက်ရဲ့စကားတွေတစ္ဆာဆိုတဲ့မိန်းကလေးရဲ့ရေတံတွေကသူမရဲ့ခေါင်းထဲမှာပဲတင်ထက်နေတယ် ိမ်ပြန်ရောက်တော့မေတ္တူမရဲ့အခန်းထဲမှာထိုင်ရင်းကြောထက်ဆွဲပေးခဲ့တဲ့ပန်ချီကားကိုကြည့်တယ်။အဲ့ဒီပန်ချီကားတဲကမိန်းကလေးကသူ့မပဲဒါပေမဲ့အခုသူ့မခံစားနေရတာကအဲ့ဒီမိန်းကလေးနဲ့လုံးဝမတူတော့ဘူး။မေတ္တပန်ချီကားကိုလက်နဲ့ထိကြည့်ရင်ဂျင်းငါကိုတကယ်ချစ်ခဲ့တာဟုတ်ရဲ့လားကြီးလို့တီးတိုးရေရွတ်လိုက်တယ်။ မိသက်အိမ်ပြန်ရောက်ပြီးရပ်ပိုင်းလောက်ကြော်ထက်စီကဘာတဲ့င်းမှမကြားရခဲ့ဘူးဖုန်းထဲမှာစာတွေပို့ထားပေးမိ။ပြန်စာမရှိသူမရဲ့စိတ်ထဲမှာမျောလင်းချက်တွေတဖြည်းဖြည်းမေးမိန်လာတဲ့တညနေမှာသူမတီးမခံနိုင်တော့ပဲကြော်ထက်ကိုဖုန်းဆက်လိုက်တဲ့ဖုန်းကခဏအကြာဆက်သွယ်သွားပြီးကြော်ထက်ရဲ့အတန်ကိုကြားလိုက်ရတယ်။ မေတ္တပါလဲကီလို့သူက ATA ဆက်မေးတယ်မေတ္တရင်ထဲမှာတစုံတစ်ခုထိသွားပေးမယ်သူမစိတ်ကို တင်းထားပြီးပြောလိုက်တယ်မင်းငါ့ကိုရှင်းပြရမယ်အဲ့ဒီတစ္ဆာဆိုတဲ့မင်းကလေးကဘာဖြစ်လို့မင်းဘေးမှာရှိနေတာလဲငါတို့ကြားကဘာဖြစ်သွားတာလဲကီလို့မေးလိုက်တယ်ကြောထက်ကခဏတိတ်သွားပြီးတက်ပြင်းချတယ်မေတ္တငါတို့ဒီလောက်ပဲဖြစ်မယ်ထင်တယ် တစ္ဆာကငါဘဝရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုသူ့ပြန်လာတော့ငါဘာမှဖုံးမထားနိုင်တော့ဘူးငါသူ့ကိုချစ်နေတုံးပဲမင်းကိုမထိခိုက်စေခြင်းပေမဲ့ဒါကအမှန်တရားကြီးလို့ပြောလိုက်တဲ့အဲ့ဒီစကားတွေကမေတ္တရဲ့နှလုံးသားကိုဓာတ်နဲ့ထိုးသလိုဖြစ်သွားတယ်သူမှဖုန်းကိုကင်ထားရင်မျက်ရည်တွေစိကြလာပြီ မင်းငါကိုချစ်တယ်လို့ပြောခဲ့တာအကုန်မဟုတ်မမှန်ခဲ့ဘူးလားကြီးလို့အတန်းတုံတုံနဲ့မေးလိုက်တယ်ကြောထက်ကကြီးငါမင်းကိုတကယ်ချစ်ခဲ့တာဟုတ်တယ်ဒါပေမဲ့တစ္ဆာကငါရဲ့ပထမဆုံးချစ်ချင်းငါသူ့ကိုမမေ့နိုင်ဘူးကြီးလို့ဖြေတယ်ပြီးတော့ဖုန်းချသွားတယ်မေတ္တဖုန်းကိုအောက်ချလိုက်ပြီးအခန်းထဲမှာတယောက်တည်းထိုင်ရင်းငိုနေမိတယ် သူမရဲ့အိမ်မက်တွေကြော်ထက်တဲ့အတူဖြတ်တန်းခဲ့တဲ့အချိန်တွေကမြူတွေလိုလက်ထက်ကလွတ်ထွက်သွားသလိုခံစားရတယ်။သူမနေရာမှာချိတ်ထားတဲ့ပကြီကားကိုကြည့်ရင်အဲ့ဒီကားကိုဆွဲချပြီးကျမ်းပြင်ပေါ်ပစ်ချလိုက်တဲ့ပကြီကားတဲကမိန်းကလေးကသူမမဟုတ်တော့ဘူးလို့ခံစားရတယ်။ရက်တွေကုန်လွန်သွားပြီးမေတ္တစာကြီးတိုက်ကိုပြန်သွားတယ်ဒါပေမဲ့သူမရဲ့မျက်လုံးတွေမှာအရင်လိုအယောင်မရှိတော့ဘူးတခါတလေစာအုပ်စင်ကြားထဲမှာရရင်ကြော်ထက်တဲ့အတူဖက်ခဲ့တဲ့စာအုပ်တွေကိုကြည့်ပြီးမျက်ရည်ကျတဲ့မြူတွေဖုံးနေတဲ့တောင်ဆောင်လမ်းမှာလမ်းလျှောက်ရင်ကြော်ထက်ရဲ့အတန်ကိုလေထဲမှာကြားနေတယ်လို့ခံစားရတယ်။ ဒါပေမဲ့ तू မသိတယ်အဲ့ဓာတွေကအတိတ်မှာပဲရှိတော့တယ်ဆိုတာဒီနေ့မေတ္တမြေကန်ဆက်မှာတယောက်တည်းထိုင်နေရင်စာအုပ်တအုပ်ကိုဖတ်နေရဲ့အဲ့ဒီစာအုပ်ထဲမှာဘိုးဆိုတာမျိုးတွေလိုပဲတခါတလေဖုံးအုပ်ထားပြီးမမြင်ရပေမဲ့နေအောင်ထိုးတဲ့အခါရှင်းလာတယ်ဆိုတဲ့စာကြောင်းတစ်ကြောင်းကိုဖတ်လိုက်ရတယ်မေတ္တစာအုပ်ကိုချပြီးမိရဲ့ပြင်ကိုမြေးကြည့်တယ်သူမြဲနှလုံးသားထဲမှာနာကျင်မှုတွေရှိနေသေးပေမဲ့ တစုံတစ်ခုပေါ်ပါလာသလိုခန်းစားရတဲ့မြူတွေကတဖြည်းဖြည်းကျဲပါလာပြီးနေအောင်ကတောင်တန်းတွေပေါ်ထိုးကြလာတယ်။မေတ္တမျက်ရည်တွေကိုတုပ်လိုက်ပြီးတယောက်တည်းပြုံးလိုက်တဲ့ငါတယောက်တည်းလဲရတယ်။ဒီမြူတွေနဲ့ငါဘွားကိုဆက်သွားမယ်လို့တွေးရင်းစာအုပ်ကိုကောက်ကင်ပြီးအိမ်ပြန်လျှောက်လာခဲ့တယ်။ကြော်ထက်တူမကိုထားခဲ့ပြီးတစ္ဆာနဲ့အတူမျိုးကြီးကိုပြန်သွားခဲ့တယ်လို့နောက်ပိုင်းသတင်းကြားရတယ်ဒါပေမဲ့မေတ္တကအဲ့ဒါကိုဂီယုံဆိုင်တော့ဘူး။ ူမီရဲ့နှလုံးသားထဲအကွဲရာတွေကို အချိန်နဲ့ကူစားရင်းဒူမတယောက်တည်းရှင်တန်မှုတင်ယူခဲ့တယ်မြူရီဖုံးနဲ့တောင်ပေါ်မြို့လေးကဒူမီရဲ့အိမ်ဒူမီရဲ့အနားယူရာနေရာဖြစ်လာခဲ့တယ်